20တော့ကျွန်တော်ရုပ်ောက်ပွဲဝင်တိုင်ဖို့လုပ်ခဲ့ပါတယ်။အဲအကြောင်းမြင့်မြင့်တော့ကျွန်တော်ဝင်တိုင်ဖို့ဖြစ်ခဲ့ပါဘူး။ခုဒီနှစ်ကတော့ကျွန်တော်တို့ကဟိုအကြက်တဲ့ကာလမှာနိုင်ငံအတွက်ကိုတရောင်းတကန်တာအဝင်ပြီးတော့ဖြည့်ဆည်းဆောင်ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ရောက်ရှင်ပြနေဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဒီတော့ဆိုရင်ရောဆရာဒီပေါ်နော်ဒီရေကောက်ပုံကံပေါ်နော်ဆရာဘယ်လိုဒီလိုဂျိုးပြုလုပ်ငန်းလေးဆောင်ရွက်ခဲ့လဲဒါလေးလည်းပြောပြမှာပါဆရာ။ဟုတ်ကဲ့ပါ။ အဲကျွန်တော်ကဟိုတယ်တင်နန်းဒီပို့ချရတဲ့ဆရာပါအဲကျွန်တော်ကလွန်ခဲ့တဲ့15နှစ်လောက်ထဲကဒီဟိုတယ်နဲ့ခီးသွားကဏ္ဍအတွက်ဟိုတင်နန်းနေကျွန်တော်တို့ကပို့ချခဲ့ပါတယ်အဲအဲ့မှာအခမဲ့တင်နန်းတွေအပါဝင်တနိုင်ငံလုံးရန်ကုန်ဒီပြည်တော်တောင်ကြီးပကံအဲ့လိုဒေသတွေကကျွန်တော်တို့လုပ်ကန်ခွင်လိုက်ရရေးအတွက်ဒေသခံတွေကိုကျွန်တော်တို့ဟိုတယ်တင်နန်းတွေအခမဲ့ပို့ချပေးရပါတယ်အဲ့ဒီနောက်မှာ အာကျွန်တော်တို့ရန်ကုန်မြို့မှာဆိုတဲ့တကယ်5 star hotel တွေမှာအဲလောက်ကန်ခွင့်လမ်းရအောင်ဆိုပြီးလူ300လောက်ကိုကျွန်တော်တို့ဟိုတင်တဲ့အခမဲ့ပို့ချပေးရပါတယ်။အဲဒီနောက်မှာအာကျွန်တော်တို့ဟိုတယ်နဲ့ခီးသွားကဏ္ဍအတွက်ဟိုနိုင်ငံအတွက်ဆရာပစ်တင်တဲ့ကျွန်တော်တို့အာဆီယံ national တင်တဲ့လို့အာဆီယံ national ဆက်စားတင်တဲ့လို့ကျွန်တော်ပို့ချပေးရပါတယ်။ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆက်ဆက်ဒီ2020မှာဒီကပ်ဝဲအတွက်ဝင်ဖို့ခုနဆက်ပြောခဲ့ရပေါ့နော်ငွေနဲ့ပြင်ဆင်ခဲ့အခုဒီ2025မှာဝင်အောင်ရှင်းပြိုင်နေရှင်းပြိုင်ရဆမှာဒီပြီးတော့ပေါ့နော်ဒီလူစီဆောင်ပါတီရဝင်ပြိုင်နေဘာကြောင့်ဒီလူစီဆောင်ပါတီရေးချရလဲဒါလည်းပြောပြပါအောင်ဆက်ဟုတ်ကဲ့ပါအဲကျွန်တော်တို့ကဟိုဝင်ပြီးတော့ပါဝင်မယ်ဆိုတဲ့အချိန်မှာဟိုနိုင်ငံရေးပါတီတွေတော်တော်များများကိုလေ့လာဖြစ်ပါတယ်အဲအဲ့ဒီအထက်မှာတော့ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ဟို ကိုသတိထားမိတဲ့အချက်လေးကြီးအဲစနစ်တကျရေးဆွဲထားလေးတွေလည်းပို့ပြီးတော့ဟိုကြိုက်တဲ့တတာလေးပါပါတယ်အဲနောက်တစ်ခုကသူတို့ဒီရုပ်ောက်ပွဲကြီးညာဆန္ဒဆိုတဲ့ဟို2020မှာလည်းရေးဆွဲခဲ့ပါတယ်အဲဒီနှစ်မှာလည်းရေးဆွဲတယ်နောက်တစ်ခုကဟို programmatic ပေါ့အဲစနစ်တကျသူကရေးဆွဲတဲ့အချိန်မှာ professionally အကုန်လုံးနဲ့ တနစ်မှာပါလို့မယ်ငါးနှစ်မှာပါလို့မယ်ဆိုတာတခါလေတတ်မှတ်ထားပါတယ်။အဲအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီကိုကိုယ်စားပြုပြီးဝင်ရောက်ရှင်ပြန်တာပါ။ဟုတ်ကဲ့ပါဆရာဆရာဒီရှင်ပြမဲ့သင်္ကန်းကျောင်းပေါ့နော်သင်္ကန်းကျောင်းကနေရှင်ပြမဲ့ဆိုဒီသင်္ကန်းကျောင်းကအင်းဘုရားနဲ့ပတ်သက်ပြီးဆရာပေါ့နော်ဆရာနဲ့ဒီပေါင်းရှင်ပြမဲ့လူတွေအဲဟိုမက်ဆန်ကိုယ်စားလှယ်လောင်းနေလက်ရှိကြရပေါ့နော်ဒီတော့ဆရာနဲ့ရှင်ပြမဲ့လူတွေနဲ့ပတ်သက်ပြီးဆရာဘယ်လောက်ထိလေ့လာထားလဲဒါလေးလည်းပြောပြပါဦးခင်ဗျာဟုတ်ကဲ့ပါ အဲကျွန်တော်နဲ့ဝန်ကံမဲ့စုစုပေါင်းကကျွန်တော်အပါဝင်ကိုရှိပါတယ်အဲကျွန်တော်ပါတီကြီးပြည်တော်စုအစပါတီ6ခုကနေပါပါတယ်အဲတတိပုဂ္ဂလအတုံးဦးနဲ့စုစုပေါင်းကိုပါပါတယ်အဲဒီမှာဟိုတော်တော်များများတော့နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေလည်းပါရပါတယ်အဲကျွန်တော်တို့လိုနိုင်ငံအတွက်ဟိုတလောင်းတကန်သာဝန်ပါမဲ့ဆိုပြီးတော့နိုင်ငံအရေးဆောင်ရွက်မဲ့သူတွေလည်းပါလာပါတယ် ဆရာဒီ2300ရက်မှာမနိုင်300ရက်မှာပေါ့နော်ဆရာပြည်သူ့ဆွတ်တော်ကဘာကြောင့်ဝင်ပြန်ရလဲဟိုပါတီကပဲဒီချပြီးလို့လားဒါမှမဟုတ်ကိုယ့်ရဲ့စမီနီဆန္ဒတော်ရေးတဲ့လားဒါလည်းပြောပြအောင်ဟုတ်ကဲ့ပါအဲကျွန်တော်ကတော့တင်ငန်းညွန့်မြို့အတွက်ကိုဦးစားပေးတာဆိုတော့ဟိုပထမဆုံးကျွန်တော်တို့ကဟိုတိုင်းဒေသကြီးတတော်အဲအဲ့ဒီမှာကျွန်တော်တို့ဝင်တိုင်မဲ့ဟိုတင်ငန်းညွန့်ကဟိုကျွန်တော်တို့ရဲ့မိတ်ဆွေတူရှိနေတယ်အဲပြည်သူ့လွတ်တော်ကတော့ကျွန်တော်ကတော့နိုင်ငံအတွက် ချို့ဟိုတက်မွေးပညာကဏ္ဍတို့အဲဟိုတန်းနဲ့ခီးသွားကဏ္ဍတို့မှာကျွန်တော်တို့ကဟိုဘူဝါဒတို့ဒီတဲ့ပတ်သက်တဲ့ဥပဒေတို့ဒါလေးကိုကျွန်တော်တို့ကပြင်ဆင်နေတဲ့အတွက်ကြောင့်ပြည်တော်စုအစီအစဉ်ကိုဝင်ရောက်ရွေးချယ်ပြီးတော့တိုင်ရင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒါဒီတကယ်လို့ပေါ့နော်ဒီတင်ငန်းရမတဲ့အကိုပေါ့နော်ဒီ messenger စင်ကိုယ်တော်လောင်းနေပေါ့နော်မျက်စိနဲ့ဆိုပေါ့နော်ဘလို့ချက်တွေကဆရာမဲပိတ်တဲ့နယ်လို့ထင်နေနောက်ဆရာပြည်သူလူထုနဲ့ကဘယ်မှထိတဲ့မှုတွေတော့ဝါမလဲဆရာဟုတ်ဟုတ်ကဲ့ပါအဲ့ကျွန်တော်ကလက်ရှိကတင်ငန်းညုံမြို့မှာနေတဲ့အတွက်ကြောင့်တင်ငန်းညုံမြို့မှာကျွန်တော်နေထိုင်တာ9နှစ်လောက်ရှိပါပြီကျွန်တော် data ရဲ့ hari လိုအပ်ချက်တွေရှိလဲဆိုတာကျွန်တော်လေ့လာပြီးပါပြီအဲ့ကျွန်တော်လုပ်ပြီးကျန်တာတွေဟိုလုပ်ချင်တဲ့ဟို area တွေကိုကျွန်တော်တွေ့ပါတယ် အဲကျွန်တော်တို့အလုပ်ကံအခွင့်အလမ်းအတွက်ကအစပေါ့နော်ကျွန်တော်တို့မြို့တာယာလပါရီအကုန်လုံးကျွန်တော်လေ့လာပြီးပါပြီအဲအဲ့ဒါကြောင့်မလို့ကျွန်တော်တင်ငန်းချင်းမြို့နယ်အတွက်ကိုဦးစားပေးပြီးတော့ကျွန်တော်လုပ်ပေးချင်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဟိုနိုင်ငံအဆင့်ပါနိုင်ငံအဆင့်မှာကျွန်တော်တို့တွေ့တဲ့ဟိုတက်ဘုတ်ပညာကဏ္ဍလို့နော်ဟိုတန်းနဲ့ကြီးသွားကဏ္ဍလို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါပါဟုတ်ကဲ့ပါဆရာ ဒီဘဆရာသားအနိုင်ရရှိခဲ့ရင်ပေါ့နော်အတိတ်ကတော့ဘယ်လိုမျိုးလေးဆောက်ရပေးမလဲဟုတ်ကဲ့ပါအဲကျွန်တော်ခန္ဓာအတွက်ကိုဟိုဒီ area မှာနေတဲ့တူလေးဆိုတော့ကျွန်တော်တို့ဒီ net ပဲအတွက်ကိုလိုအပ်ချက်ဒီပိုကောင်းအောင်လုပ်ချင်တာလေးရှိပါတယ်အဲဒါကတော့ဟိုကျွန်တော်တို့နိုင်ငံအဆင့်ပေါ့ပထမဆုံးအရေးကြီးတာကတော့ကိုယ် vote လုပ်တဲ့ဟိုတင်ငန်းညွှန်မြို့သူမြို့သားတွေအတွက်ကိုကျွန်တော်တို့ကဥစားပေးပြီးတော့ဆောင်ရွက်ပါပါအဲတင်ငန်းညွှန်မြို့မှာလိုအပ်နေတဲ့ဥမာမြို့တာယာလပ်ပါရေး ်ကျွန်တော်တို့ရေစိုးစနစ်ရေပြောင်းစနစ်တွေကျွန်တော်တို့လုပ်ချင်တာတွေအများကြီးရှိပါတယ်နောက်တစ်ခုကလောက်ကန်ခွင့်လန်းတဲ့ပတ်သက်တာတွေကျွန်တော်တို့ကဟိုဟိုတယ်နဲ့ပတ်သက်တဲ့သမွေးပညာသင်တန်းဆရာတွေဆိုတော့အဲဒေတာခံတွေကိုကျွန်တော်တို့ကသမွေးပညာနဲ့ပတ်သက်ပြီးတော့ဟိုလောက်ကန်ခွင့်လန်းလေးတွေရအောင်ပို့ထားပေးခြင်းပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဒါကတော့ပြောမှဆိုရင်ဒီ CNDP ကိုပေါ့နော်အဲ့တော့ကခွန်းလမ်းရရှိအောင်ဆရာကိုဖန်တီးပေးပေးမှာပေါ့နော်ဟုတ်ကဲ့ပါဆရာဘယ်လိုပဲပြောပြောဆရာကပြောမှဆိုနိုင်ငံရေးရနေမှာဟုတ်ပဲနဲ့ဒီစီပြည်တွင်းစီးပွားရေးတောင်းဆိုရှင်ရနေပြီးဝင်ရောက်ရှင်ပြိုင်တာဖြစ်တဲ့ပေါ့နော်ဆရာရဲ့ထူးခြားရဲ့ဟိုပေါ့ဟိုအဓိကအဆုံးဖြတ်ချက်လေးဒါလေးလည်းပြောပြရအောင်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့ကဟိုကိုကိုတိုင်းလည်းဝန်ထမ်းလုပ်ခဲ့ပါတယ်အဲအဲ့ဒီနောက်မှာဟိုကိုယ်ပိုင်ကုမ္ပဏီတွေပါတယ်ကျွန်တော်တို့လုပ်ခဲ့ပါတယ် ခုလက်ရှိလည်းဟိုတယ်တင်နန်းအလိုတင်နန်းဆရာဖြစ်တဲ့အတွက်ကြောင့်သူတို့နေပဲတော်တော်များများနဲ့အခက်အခဲလေးတွေကိုကိုယ်တိုင်ဝင်နေဘဝလာခဲ့တော့ကျွန်တော်တို့သိပါတယ်အဲ့လိုပဲလူမန်းရှင်ဘဝမှာလည်းကျွန်တော်တို့ကြုံတွေ့တဲ့အခက်အခဲတွေကိုလည်းသိပါတယ်အဲဒါတွေအကုန်လုံးကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့ဟာဒေတာကန်ဤသူဘာတွေလို့လဲနော်ဘာတွေကျွန်တော်တို့ဆောင်ရွက်ပေးဖို့လိုလဲဆိုတာကိုကျွန်တော်တို့ခွင့်ဆင်းလေ့လာပြီးတော့ဒီဒီလူလူနဲ့အတူတူလိုအပ်ချက်တွေကိုပူးပေါင်းပြီးတော့ဆောင်ရွက်ပါမှာပါ ကဤသွားကဏ္ဍကတော့ဒါကျွန်တော်တို့ကဟိုလက်ရှိနိုင်ငံရေးအခြေအနေကြောင့်ဒါခီးသွားလုပ်ငန်းဆိုတာဒီနိုင်ငံရေးနဲ့နိုင်ငံတည်ငြိမ်မှုပေါ်မူတည်ပြီးတော့နိုင်ငံသားတွေကအာလာလာဖြစ်ပါတယ်။အဲတော့သိကြတယ်ကျွန်တော်နိုင်ငံတည်ငြိမ်ပြီဆိုရင်တော့ဟိုခီးသွားလုပ်ငန်းကကျွန်တော်တို့ potential ရှိတဲ့နိုင်ငံဖြစ်ပါတယ်။အဲတော့ဟိုဒီဘက်ကဒီတန္တရဘုဟုတုဒ္ဒရလေးလာဖို့အတွက် ဟိုပြင်ဆင်တာတွေအကုန်လုံးကိုဆောင်ရွက်ပြီးပြီဆိုရင်တော့နိုင်ငံသားကရောက်လာပါဒီ lambda တင်တော့မဆမ်းမယ်ကပေါ်ရရတော့เนาะပြောမစနိုင်ရဲစီးပွားရေးဒုမရှင်နေအကုန်ပါတာပေါ့ပြောင်းလဲတစ်ခုဖြွားမယ်လို့ဆရာနေနဲ့ယုံကြည်ထားတာဟုတ်ကဲ့ပါဒီကြက်တဲပေါ့ကျွန်တော်တို့ဒီကာလမှာခက်ခဲနေကြတဲ့အရာဒီရွက်ကောက်ပွဲဖြစ်လာပြီးဆိုရင်တေးကြပါတယ်ကျွန်တော်တို့တိုင်းတာတစ်ခုထီတော့ဟိုတုတက်ဖို့အတွက်ဥတီမယ်လို့ကျွန်တော် ဒီရပိုင်းမှာတင်ငန်းညွှန်ပြတယ်ကိုကျွန်တော်မဲဆွယ်စီယုံကိုစပြီးတော့ဆင်းနေပါပြီအဲကျွန်တော်တို့ကပါတီလိုက် activity နဲ့ကျွန်တော်တို့သွားတာရှိတယ်လို့ကျွန်တော်တို့ကိုယ်စားလှယ်လောင်းနေပို့တာကရက်ွက်တွေအလိုက်ကိုကျွန်တော်တို့သွားပြီးတော့မဲဆွယ်စီယုံတာတွေရှိပါမယ်အဲ့ဒီမှာကျွန်တော်ကတော့တွေ့တဲ့ကိုယ့်ရဲ့တင်ငန်းညွှန်ပြနေထိုင်ရတဲ့ မဲဆန္ဒရှင်တွေအကုန်လုံးကိုကျွန်တော်ကပါတီရဲ့အကြောင်းတွေကျွန်တော်ကပြောပြတယ်ကျွန်တော်ရဲ့ကိုရေးတွေကိုပြောပြပြီးတော့ကျွန်တော်ဘာကြောင့်မလို့ကျွန်တော်တို့မဲပေးတင်တယ်ဆိုတာလေးကိုကျွန်တော်ရှင်းလင်းတော့မှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီမဲပေးခဲ့တဲ့ပြည်သူတယောက်အနေနဲ့ကျွန်တော်တို့ပြည်သူတွေ င်ငန်းတို့ဒေထိုင်တဲ့သူတွေခံစားနေရတဲ့အခက်အခဲတွေအကျက်အတဲတွေအတွက်ကိုဥဆောင်ပြီးတော့ဖြေရှင်းပေးမယ်ကိုစားပြုပေးမယ်တွတ်တော်တွေကိုရောက်မဲ့သူတယောက်ကျွန်တော်ကိုယုံကြည်ကြည်နဲ့မဲပေးဖို့အတွက်ကျွန်တော်ကဆန္ဒပြုပြီးတော့ထောက်ဆူရမှာဖြစ်ပါတယ်